်မင်္ဂလာပါရှင်ကျွန်မကတော့ချူချူဆက်မ DBBO မြန်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါရမယ် ရင်းနီပြည်နယ်ဖရူဆိုမြို့နယ်အတွင်းမှရှိနေတဲ့စစ်ကော်မရှင်တပ်တွေကဖရူဆိုထားလဲနန်းဖဲလက်မကြီးဘက်ကိုဦးတည်ပြီးစစ်ရေလှုပ်ရှားမှုတွေရှိလာတဲ့အတွက်မြေပြင်စစ်ရေအခြေအနေတွေကြောင့်အဲ့ဒီလက်မကြီးကိုနိုဝင်ဘာလ6ရက်နေ့ကစပြီးဖျက်ဆန်းသွားလာတာတွေမပြုလုပ်ဖို့ကရင်းနီအမျိုးသားများကကွယ်ရေးတပ် KNDF ကထုတ်ပြန်ကြေညာထားပါတယ် နိုဝင်ဘာလ3ရက်နေ့ကရူဆိုမြို့နယ်မာခရိုရှေ့ကျေးရွာဘက်မှရှိနေတဲ့စစ်ကွန်မရှင်တပ်တွေဟာထားလဲဘက်ကိုစစ်ကြောင်းထိုးလာတဲ့အတွက်တော်လှန်ရေးတပ်တွေနဲ့တိုက်ပွဲငယ်တွေဖြစ်နေတယ်လို့လည်း KNTF ရဲ့ထုတ်ပြန်ချက်မှာပါရှိပါတယ်အဲ့ဒီအခြေအနေတွေကြောင့်ဖရူဆိုထားလဲနန်းဖဲလက်မကြီးအပါဝင်လက်မကြီးအပေါ်ဖြတ်တန်းသွားလာရတဲ့လမ်းသွဲတွေအားလုံးကိုနိုဝင်ဘာလ6ရက်ကစပြီးရက်အကန့်အသတ်မရှိပိတ်ထားလိုက်တာပဲဖြစ်ပါရဲ့ရှင်။ ကွေးတိုင်းစိတ်ဖြူမြို့နယ်မှာရှိတဲ့ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံကပ္ပစ22ကနေထွက်လာတဲ့အင်အား900ဝန်းကျင်ပါတဲ့စစ်ကြောင်းဟာနိုဝင်ဘာ3ရက်နေ့ကစပြီးမကွေးတိုင်းထဲကပေါ့မြို့နယ်တောက်ပိုင်းကိုစစ်ကြောင်းထိုးဝင်လာပြီးရွာတွေကိုမီးဝင်ရှို့နေတာလို့ဒေသခံတွေကဆိုပါတယ်။လက်ရှိစစ်ကြောင်းဟာပေါ့တောင်ပိုင်းကတီးချောက်ကျေးရွာကိုရောက်နေပြီးနိုဝင်ဘာ9ရက်နေ့မနက်ပိုင်းမှာတီးချောက်ကျေးရွာအပြင်စင်စာကျေးရွာ၊တပြေအေးရွာစတဲ့ရွာ300ကိုပါမီးထက်ရှို့နေတယ်လို့ဒေသခံတွေကပြောပါတယ်။အဲစစ်ကြောင်းတွေကတော့ကျွန်တော်ပခုတ်ခင်းတော့မှာ တော်တော်များပါတယ်ဒီမြိုင်မှာလည်းစစ်ကြောင်းရှိတယ်လို့ဒီမြစ်ချေဒီဘက်မှာလည်းရှိပါတယ်စစ်ကြောင်းလေအဲကျွန်တော်တို့ပေါ့မှာလည်းရှိပါတယ်အဲမိရှုခါရတော့သူတို့စစ်ကြောင်းတို့ဝင်ရောက်တဲ့ရွာတော်တော်များတော့အရှုခံပါလေဗျာအဲပြီးရင်ပြီးသူတို့ကိုဟိုတတ်တာတွေရှိပါတယ်အခုတောက်လျှောက်ကတော့သူတို့ဒီပေါ့ပေါ့မြူရဲ့ တောင်ပနားကရွာကြီးကိုတော့ရှော့ဝန်ပြီးတော့မိရှုဖြစ်စီနေတာရှိပါတယ်ကြ။စစ်ကြောင်းဝင်သွားတဲ့ရွာတွေမှာဒေသခံတွေအသက်ခံရတာတွေပေါ်တာအဆဲခံရတဲ့ဖြစ်စဉ်တွေရှိနေပြီး DBB ကအတီးပြုတ်ပြုတ်စ조사နေပေမဲ့ဒေသခံတွေရဲ့လုံခြုံရေးအခြေအနေနဲ့တိုက်ပွဲတွေကြောင့်အတိမပြုတ်နိုင်သေးပါဘူး။အမျိုးသားညီညွတ်ရေးအစိုးရပေါင်းမြို့နယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနရဲ့ထုတ်ပြန်ချက်အရဆိုရင်စစ်ကော်မရှင်တပ်တွေဟာ စစ်ကြောင်း၃ကြောင်းခွဲဝင်လာပြီးမီးဝင်ရှို့နေတာဖြစ်တဲ့အတွက်ပေါင်းမြုံနယ်တဲကကျေးရွာ၁၉ရွာကအရသာ၁၂၀၀ကျော်ဟာဘေးလျာတောတွေထဲထွက်ပြေးတန်းဆောင်နေရတာပါလက်ရှိထွက်ပြေးနေရတဲ့ဒေသခံတွေဟာလုံခြုံတဲ့နေရာမရသေးတဲ့အတွက်လက်တလောသူတို့အခြေအနေတွေကိုဖြေလို့မရသေးကြောင်းပေါင်းမြုံနယ်လူသားချင်းစာနာထောက်ထားရေးနဲ့ဘေးရန်နယ်ဆိုင်ရာစီမံခန့်ခွဲရေးဌာနက DPP ကိုပြန်လည်ဖြေကြားခဲ့ပါတယ်ဒေါ်လာရင်းတက်တဲ့အနေနဲ့ကလက်ရှိစစ်ကြောင်းဟာ ပေါင်းမြို့နယ်ကပ္ပစာ24ဘက်ကိုဥတည်နေတာဖြစ်ပြီးစစ်ကြောင်းထိုးနိုင်တဲ့အလားအလာတွေရှိနေတဲ့အတွက်ဒေသခံပြည်သူတွေသတိရှိကြဖို့သတိပေးနှိုးဆော်ထားပါတယ်။စစ်ကြောင်းအားလုံးဒီပေါင်းတဲ့ဘက်ကိုကူးသွားတာတို့ကျွန်တော်တို့ကနေထွက်သွားတာကတော့ကျွန်တော်အင်အားကဟုတ်900မီပါလောက်တော့ရှိနေပြန်ဟုတ်အဲကျွန်တော်တို့ဒီချက်မှာပါတာကတော့စစ်မှုထမ်းဝတာဆက်ခံရတဲ့အားတွေပါတယ်ဗောနော်ကျွန်တော်တို့အာမြေသူစစ်တွေလည်းပါတယ်ဗောဟုတ်အဲပေါ့ဆစ်ဖြူလမ်းမော်လမ်းဘေးဝဲရမှာရှိတယ်ကျွန်တော်တို့ဟိုဘာတွေပေါ့ ကြည့်ပါရရနေစပြီးဝန်းသွားကျွန်တော်ကပ္ပစ20နှစ်ကနေရောက်ဘက်ကိုထွက်ရင်ကျွန်တော်တို့အပေါက်ငယ်ဘက်ကိုရောက်တာလေဟုတ်ကဲ့အဲ့ဒီကနေသူတို့စတာတော့စကြောင်းလေးမထိုးခင်နိုဝင်ဘာ2ရက်နေ့မှာပေါ့မြုံနယ်အရှိမြောက်ချမ်းလေဘက်ကျေးရွာအနီးကစစ်ပေးဆောင်တဲကိုစစ်ကောင်စီတပ်ကလေရင်နဲ့ဘုံကျဲချလို့ကလေးငယ်နှစ်ယောက်နဲ့ပြည်သူ၃ယောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။မကွေးတိုင်းဟာလေကြောင်းတိုက်ခိုက်မှုလက်နက်ကြီးတိုက်ခိုက်မှုတွေအပြင်ပါရာမော်တာလို့ခေါ်တဲ့စက်တက်လေဒီတိုက်ခိုက်မှုတွေအများဆုံးခံရတဲ့စစ်မျက်နှာပြင်တစ်ခုလည်းဖြစ်ပါတယ်။ကျွန်တော်မော်ရစ်ပါ။ မန္တလေးတိုင်းမိုးကုတ်မြို့အရှိပိုင်းကောက်ကွင်းမှာနိုဝင်ဘာလ၄ရက်ညအချိန်ကကြောက်မြက်တူဖို့နေတဲ့တွင်းပြိုကျပြီးတွင်းလောက်သား၃ရောက်ပိမိနေကနိုဝင်ဘာလ၆ရက်မနေ့ပိုင်းအထိရှာမတွေ့သေးဘူးလို့ဒေသခံတွေကပြောပါတယ်။မြေပြိုကျမှုကြောင့်ပိမိနေသူတွေကိုရှာဖွေကစေးတွေလုပ်နေပေမဲ့လက်ရှိအချိန်ထိရှာမတွေ့သေးပဲပိမိနေသူတွေရဲ့နာမည်နဲ့အသေးစိတ်ချက်လက်တွေကိုအတိမပြုတ်နိုင်သေးဘူးလို့ဆိုပါတယ်။မိုးရွာတဲ့အတွက်မြေပြိုတာဖြစ်တယ်လို့မြို့ကန်တယောက်ကပြောပါတယ်။ ကိုကန့်ကြောင်မြတ်တွင်မှပြပစီပွားရေးလုပ်ငန်းရှင်တွေရဲ့လုပ်ငန်းတွေရနာပြီးနောက်ပြည်သူတို့ဝင်ရောက်လုပ်ကင်နေတာလို့မြို့ကန်တယောက်ကပြောပါတယ်။မိုးကုတ်မြို့ကိုတအန်တက် TNL ကစစ်ကောင်စီထံပြန်ပေးပြီးနောက်မိုးကုတ်မြို့တွင်ကပြပစီပွားရေးလုပ်ငန်းရှင်တွေရဲ့ကြောင်မြတ်တူဖော်ရေးလုပ်ငန်းတချို့စတင်ရနာထားတယ်လို့သိရပါတယ်ရှင်။အမေရိကန်ပြည်ထောင်စုဟာဒေသတွင်ခြိမ်းခြောက်မှုတွေကိုတွန်းလှန်ဖို့တောင်ကိုရီးယားမှတပ်ဆွဲထားတဲ့အမေရိကန်တပ်ဖွဲ့တွေအတွက် ပြောင်းလဲပြည်လဲရှိမှုကိုကြည်မာဖြစ်ပေမဲ့တောင်ကိုရီးယားနဲ့မဟာမိတ်အဖွဲ့ရဲ့အဓိကအချက်ကမြောက်ကိုရီးယားကိုဟန်တာဖို့အာရုံစိုက်နေမယ်လို့အမေရိကန်ကကွယ်ရေးဝန်ကြီးပီထက်ဇက်ကနိုဝင်ဘာလ၄ရက်မှာပြောလိုက်ပါတယ်။မြောက်ကိုရီးယားနဲ့ဇက်မှာရှိတဲ့စစ်မဲ့စုံစီခီးစစ်အပါအဝင်တောင်ကိုရီးယားစီအလဲပတ်ခီးစစ်အတွင်းတောင်ကိုရီးယားကကွယ်ရေးဝန်ကြီးနဲ့အတူဟက်ဇက်ကပြောလိုက်တာပါ။ တောင်ကိုရီးယားမှတက်ဆွဲထားတဲ့အမေရိကန်တပ်ဖွဲ့ဝင်28,500ကိုတရုတ်အပါအဝင်ကျွန်းဆွယ်ပြပကပရစ်ခရီမှသုံးနိုင်မလားလို့မေးမြန်းရမှာဟက်ဆက်ကနျူကလ িয়ার လက်နက်ပိုင်တဲ့မြောက်ကိုရီးယားရဲ့ရန်ကိုကာကွယ်ခြင်းကမဟာမိတ်အဖွဲ့ရဲ့ဤမှန်ချက်ဖြစ်တယ်လို့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။ကာကွယ်ရေးကုန်ကြဆိုင်နဲ့တခြားကိစ္စရပ်တွေနဲ့ပတ်သက်တဲ့ဆွေးနွေးချက်တွေကိုဖြည့်ရှင်းဖို့မျှော်လင့်ထားတဲ့ပူးတွဲကြေညာချက်တစ်စောင်ကိုနှစ်ဖက်စလုံးကဆောင်ရွက်နေဆဲလို့ဟက်ဇက်က ပြောပါရရှင်။ ဥရောပသမဂ္ဂကိုအရွယ်အစားတိုးချဲ့မှုဟာလာမယ့်နှစ်တွေမှာလက်တွေ့ကျတဲ့ဖြစ်နိုင်ခြေဖြစ်ပြီးမွန်တီနီဂရိုနိုင်ငံဟာအဖွဲ့အစည်းဝင်မှုအဆင့်မြင့်ဆုံးကိုယ်စားလှယ်လောင်းဖြစ်တယ်လို့ဥရောပတိုးချဲ့မှုကော်မရှင်နာမာတာကော့စ်ကနိုဝင်ဘာလ၄ရက်မှာပြောပါတယ်မွန်တီနီဂရိုအယ်ဘေးနီးယား မော်ဒိုဘာနဲ့ယူကရိန်းတို့ဟာ EU အဖွဲ့ဝင်အဖြစ်ဥတီတဲ့လမ်းကြောင်းပေါ်မှာအခုနှစ်အတွင်းတိသာထင်ရှားတဲ့တိုးတက်မှုတွေလုပ်ခဲ့တယ်လို့ EU ရဲ့နှစ်ပတ်လည်တိုးချဲ့မှုအစည်းအဝေးခန်းစာကိုကြိုတင်ကြည့်ရှုရမှာ COS ကဥရောပလွှတ်တော်ကိုပြောခဲ့ပါတယ်။ယူကရိန်းဟာရုရှားကျူးကျော်မှုကြားကနေတိုးတက်မှုရခဲ့ပေမဲ့အာဂရီလိုက်စားမှုတပ်ဖြတ်ရေးကြိုးပမ်းချက်တွေမှာအရှိန်ဟုန်ကိုထိန်းသိမ်းရမယ်လို့ COS ကပြောပါတယ်။ ဒါပေမဲ့ကိုစလေလောင်းနိုင်ငံတွေဖြစ်တဲ့ဆာဗီးယားနဲ့ဂျော်ဂျီယာတို့ကိုဝေဖန်ခဲ့ပြီးအဲ့ဒီနိုင်ငံတွေမှာဒီမိုကရေစီနောက်ပြန်ဆုတ်တာကိုမြင်တွေ့ခဲ့ရတယ်လို့ကော့စကပြောခဲ့ပါတယ်ရှင်။ဆူဒန်လက်နက်ကိုင်တပ်ဖွဲ့ SAF နဲ့အမြန်ထောက်ပံ့ရေးတပ်ဖွဲ့ RSF ကြားဒါဖာနဲ့ကော်ဒိုဖန်ပြည်နယ်တခြားတိုက်ပွဲတွေပိုပြင်းထန်လာလို့ဆူဒန်နိုင်ငံမြောက်ဒါဖာပြည်နယ်ရဲ့မြို့တော် El Fasha ကနေမကြသေးမီရက်တွေအတွင်းလူထောင်မများစွာထွက်ပြေးခဲ့ကြပါတယ်။ မြောက်ကော်ဒိုဖန်ပြည်နယ်ကဘာရာနဲ့အယ်ဖာရှာအပါဝင်မဟာပြူဟာကျတဲ့မြို့အတော်များများကို RSF ကပြန်သိမ်းပိုက်ပြီးတဲ့နောက်အခုလိုအစုလိုက်ပြည်တွင်းရွှေ့ပြောင်းတဲ့ဖြစ်ရပ်ပေါ်ပေါက်ခဲ့တာပါအော်တိုဘာလ26ရက်မှာမြို့ကျရှုံးပြီးကတည်းကအယ်ဖာရှာနဲ့အနီးတစ်ဝိုက်ဒေသတွေကလူပေါင်း 9000နီးပါးထွက်ပြေးခဲ့ကြပြီးအများစုက ကီလိုမီတာ60အကွာတာဝီလာမြို့ကလူဦးရေထူထပ်တဲ့စခန်းတွေစီထွက်ပြေးခဲ့ကြတယ်လို့နိုင်ငံတကာရွှေ့ပြောင်းနေထိုင်မှုအဖွဲ့အစည်းကဖော်ပြခဲ့ပါတယ်။လက်တလျှောက်မှာအစုလိုက်အပြုံလိုက်ကွပ်မျက်ခြင်းညှဉ်းပန်းနှိပ်စက်ခြင်းရိုက်နှက်ခြင်းနဲ့လိမ်မိုင်းဆိုင်ရာအကြမ်းဖက်မှုတွေဖြစ်ခဲ့တဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အရှင်အတိုင်းဝိုင်းတွေဟာလည်းအကြက်တဲကြုံတွေ့နေရပြီး ရောက်လာသူအစ်စ်တွေအတွက်အစားအစာဆေးဝါးနဲ့နေစရာအလုံးလောက်ထောက်ပံ့ပေးဖို့ရုံးကပ်နေရပါတယ်ရှင်။ DPP ရုံးမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားခဲ့ရတာပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်မကတော့ချီချူဆမ်းပါရှင်။